ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းတင်ရတောင်းပန်စာကိုလက်ခံရရှိတယ်လို့တမတော်ကာကွယ်ဦးစည်းချုပ်ယုံ Facebook စာမျက်နှာမှာဇော်လင်လ16ရက်နေ့ညနေပိုင်းကသတင်းထုတ်ပြန်ထားပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချက်မှာ2018ခုနှစ်ဇော်လင်လ9ရက်နေ့က ရန်ကုန်မြို့စီရိုနာဟိုတယ်မှာကျင်းပတဲ့နိုင်ငံရေးအကျဉ်းသားများအထက်အလောက်ကင်ဖန်းနီးပေးရေးအရက်ဖတ်အဖွဲ့အစည်းနဲ့မီဒီယာစီမံကိန်းအလုပ်ရုံဆွေးနွေးပွဲမှာရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကအရက်ဖတ်စစ်ဖက်ဆက်ဆံရေးဆိုတော့ဒီမိုကရေစီခေတ်မှာမရှိကြောင်းကာကွယ်ရေးဦးစီးချုပ်ဆိုတော့ပရိုတိုကောအရညွန်ကြားရေးမှူးချုပ်လေဘယ်ပဲဖြစ်ကြောင်းပြောကြားခဲ့ခြင်းနဲ့ပတ်သက်ပြီးလို့တလို့စီစစ်အရေးရှိနိုင်ရန်အတွက်တမရော်အနေနဲ့နိုင်ငံတော်အစိုးရထံတင်ပြထားခဲ့ပြီးဖြစ်ကြောင်း အဲ့ဒီပြောကြားချက်နဲ့ပတ်သက်ပြီး2018ခုနှစ်ဇူလိုင်လ13ရက်နေ့ရက်စွဲနဲ့ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးဖြိုမင်းတင်ကတမတော်ကာကွယ်ရေးဦးစီးချုပ်ယုံထန်တို့လိမ့်မှုထားတဲ့တောင်းပန်စာအားအ мян ချောဖို့လမ်းကြောင်းဖြစ်ပေးပို့ခဲ့တာကိုလက်ခံရရှိတယ်လို့တမတော်ကာကွယ်ရေးဦးစီးချုပ်ယုံရဲ့ Facebook စာမျက်နှာမှာသတင်းထုတ်ပြန်ထားတာဖြစ်ပါတယ်။ဒါ့အပြင်ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးဖြိုမင်းတင်ကိုပါတီရုံးကိုခေါ်ပြီးတတိပေးဆုံးမခဲ့ပြီးဇူလိုင်လ14ရက်ရက်စွဲပေါင်းယုံရဲ့အမိန့်စာလည်းထုတ်ပြန်ခဲ့တယ်လို့လည်းသိရပါတယ်။ အဲ့ဒီယုံနဲ့အမိန်ဆောင်မှာ2019ခုနှစ်စွန်ရိုင်လ9ရက်နေ့ကရန်ကုန်မြို့စီရိုနာဟိုတယ်မှာ US Aid နဲ့ပူးပေါင်းပြုလုပ်တဲ့နိုင်ငံရေးအကျဉ်းသားများအတွက်အလောက်ကင်ဖန်တီးပေးရေးအရက်ဘတ်အဖွဲ့အစည်းနဲ့ မီဒီယာစီမံကိန်းအလို့ယုံဆွေးနွေးပွဲမှာပြောကြားခဲ့တဲ့ကိစ္စနဲ့ပတ်သက်ပြီးဥဖြိုမင်းသိန်းကိုသတိပေးဆုံးမလိုက်တယ်လို့ဖော်ပြထားပါတယ်။ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဥဖြိုမင်းသိန်းရဲ့ပြောကြားမှုဟာနိုင်ငံတော်အစိုးရရဲ့ဥတီချက်သဘောထားမဟုတ်ကြောင်းနဲ့ရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်ဆောင်ရွက်ရမယ့်အပိုင်းကိုညွှန်ကြားထားပြီးဖြစ်တယ်လို့နိုင်ငံတော်အတိုင်ပင်ခံရုံးဝင်ကြီးဌာနညွှန်ကြားရေးမှူးချုပ်ဦးစော်ထေးကလည်းစွန်ရိုင်လ7ရက်နေ့ကပြောကြားထားပါတယ်။